ရုရှားသမ္မတဗလာဒီမာပူတင်ဟာအိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီရဲ့ဖိတ်ကြားချက်အရဒီဇင်ဘာလ၄ရက်နေ့၅ရက်နေ့တွင်အိန္ဒိယသို့နိုင်ငံတော်ခီးစဉ်ဖြင့်တောရောက်လိမ့်မည်ဖြစ်ကြောင်းကရင်မလီနန်းတော်ကနိုဝင်ဘာ၂၈ရက်နေ့မှာထုတ်ပြန်ခဲ့ပါသည်ကားဆောင်နှုတ်ဟာနိုင်ငံဆက်ဆံရေးရဲ့ကဏ္ဍအလုံးကိုဆွေးနွေးခြင်းဒေတာတွင်နဲ့နိုင်ငံတကာရေးကိစ္စများကိုဆွေးနွေးခြင်းများပြုလုပ်မှာဖြစ်ပြီးကုန်သွယ်ရေးသဘောတူစာချုပ်များကိုလည်းလက်မှတ်ရေးထိုးလိမ့်မယ်လို့ထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။ ရုရှားကယူကရိန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလကတည်းကအိန္ဒိယဟာရုရှားတပ်မရေနံများကိုလျှော့ဈေးများနဲ့ဝယ်ယူနေတာကြောင့်အိန္ဒိယနဲ့အနောက်နိုင်ငံများကြားဆက်ဆံရေးတင်မာခဲ့ပါတယ်။ အမေရိကန်သမ္မတနယ်ထရန့်ကလည်းအိန္ဒိယဟာရုရှားရဲ့စစ်ပွဲအထုတ်ကျိုးပဲ့မှုများအတွက်ငွေကြေးအထောက်အကူဖြစ်စေတဲ့ရုရှားထံမှရင်းနှီးများကိုဝယ်ယူနေကြောင်းဆွဆွဲခဲ့ပြီးအမေရိကန်တို့တင်ပို့တဲ့အိန္ဒိယရဲ့ပို့ကော်များစုပေါ်ကုန်သွယ်ခွန်90ရာခိုင်နှုန်းတိုးမြင့်ခဲ့ပါတယ်။